မင်္ဂလာပါ The Great Godzilla Terrorma ဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန့်အချိန်လေးကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန့်အချိန်လေးတော်လေးကောင်းပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အတိတ်ကရင်းနှီးမြှုပ်နှံထားတဲ့အရာတွေရှိတဲ့ဆိုရင်မနက်ဖြန်မှာအကျိုးမြတ်တွေအပြည့်အဝရရှိတတ်ပါတယ်။အတိတ်ကတော့ငွေကြေးနဲ့ပတ်သက်ပြီးကိုယ့်ပေါ်တိစ္ဆာဖောက်ခဲ့မှုတွေ ူတွေရှိရဲ့ဆိုရင်မနှက်ဖြတ်မှာပြန်လာပြီးတော့ပေးတာမျိုးလေးတွေကြုံရတတ်ပါတယ်မနှက်ဖြတ်မှာအလုတ်ထဲမှာလည်းအလုံများများလောက်ရတတ်တယ်လုပ်ငန်းကို ကိုယ့်ရဲ့အလုတ်ကိုအာယုံဆိုင်လေးလေးငွေကြေးကိုများများစုဆောင်းနိုင်လေးလေးငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်ကိန်းကောင်းလေးလေးအလုတ်တွေအနာဂတ်အတွက်ထပ်မံထပ်မံပို့ပြီးတော့ရရှိလာလေဆိုတဲ့နှမိတ်မျိုးတွေ့ရတယ် မနက်ဖြန်မှာကောင်းသောခရီးတွေလည်းသွားရတတ်ပါတယ်။အလုပ်တွေထပ်မံလုပ်ဖို့ရင်းနှီးမြှုပ်နှံမှုတွေထပ်မံပြီးတော့လုပ်ဖို့လုပ်ငန်းတွေတိုးချဲ့ဖို့အတွက်အခွင့်အလမ်းကောင်းနေစိတ်ကူးထဲမှာအာယုံထဲမှာရရှိလို့ရုပ်တရက်ခီးသွားရတာမျိုးတွေကြုံရတတ်ပါတယ်။မနက်ဖြန်မှာငွေကြေးကန်တော်တော်လေးကောင်းနေတဲ့အတွက်ကြောင့်ထီကန်ဆန်းမဲစသဖြင့်အဲ့လိုအရာတွေကန်ဆန်းတဲ့သူတွေမှလည်းပေါက်နိုင်ခြင်း ရာဂိုင်လုံးတော်တော်များများရှိနေတာကိုတွေ့ရပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့မနှက်ဖြံမှာကိုပြောရင်ပြောသလိုအစဉ်ပြေမယ်။အောင်မြင်လိမ့်မယ်။လူတွေကကိုကိုကြောက်ရွံ့တဲ့အတွက်ကြောင့်လိန်နာလှဲ့တာမျိုးတွေမလုံနိုင်ပဲနဲ့ကိုပြောတဲ့စကားအတိုင်းလိုက်ရောရတဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရပါလိမ့်မယ်။အလောက်ကနဲ့ပတ်သက်ပြီးတော့လေမနှက်ဖြံမှာယာဒူတိုကိန်းနေရှိတယ်။ကိုယ့်ရဲ့ယာဒူ အာနာကို အပြေဝအသုံးချပြီးတော့ငွေကြေးစည်းဝါးတိုးပွားအောင်အတွက်တတမတ်သေးဒီဇိုင်းမမတ်စူးစမ်းနိုင်မဲ့နေ့မျိုးဖြစ်ပါတယ်။ဒါဆိုရင်တင့်အတွက်မနှက်ဖြန်ငွေကြေးကန်ဖတ်ကြားလို့ပြပါပြီ။အလုံးမဲ့ဝင်ငွေများ အများအပြားရရှိကြပါစေလို့စုံမကောင်းတောင်းရင်လည်း reading ကိုနှီးကုန်းချုပ်လိုက်ပါရစေ။စီးပွားဥစ္စာဒီရလာတိုးတက်ကြပါစေ။